hello အားလုံးပဲမင်္ဂလာပါဘောမန်ချန်ငန်းနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ Brentford နဲ့ Liverpool အသင်းတို့ဒီတစ်ပတ် Premier League မှာရှင်ပိုင်ကစားကြပါမယ်နီးပြဖြစ်တဲ့ Arsenal တို့အတွက်တော့အခက်ခဲတွေဂျားတွေကနေစက်တိုက်ရှုံးပွဲတွေဂျားတွေကနေပြီးတော့ Frankfurt ကိုဂိုးပြတ်အနိုင်ယူရင်းနဲ့ရုံးထွက်ထားနိုင်ခဲ့တယ်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာလည်း Mohamed Salah တို့နဲ့ပြည်တနာတွေပါတွေပါကျွန်တော်တို့ကတော့မြင်ထားတဲ့အခါကျတော့ကျွန်တော် Liverpool အသင်းအနေနဲ့ဒီစနေနေ့ညမှာရှင်ပိုင်ကစားမဲ့ဒီ Brentford နဲ့ပွဲကိုပြန်ပြီးတော့ဗောနော Premier League မှာ နိုင်ပွဲတွေရမှတ်တည်ပြင်ယူနိုင်ပါမလားပေါ့ပြဿနာတွေအများကြီးကိုရင်ဆိုင်နေရတဲ့ Liverpool ကိုအင်ရှင်ဖြစ်တဲ့ Brandpool ကတော့ဘယ်လောက်ထိကျွန်တော်သာဒုက္ခပေးနိုင်မလဲပေါ့နော်တခုရှိတာကကျွန်တော်ဟို Brandpool နဲ့ပတ်သက်လို့ကျွန်တော်ပြောရရင်ပြီးခဲ့တဲ့ပွဲစဉ်ရှစ်မှာဆိုလို့ရှိရင်ပေါ့နော် Brandpool ကကျွန်တော်သာ WhatsApp နဲ့ရှင်ပင်ကစားပြီးတော့နှစ်ကိုကိုမရှိဆိုတဲ့ကျွန်တော်တို့သာရလက်နဲ့အဝေးကွင်းမှာ Brandpool ကကျွန်တော်သာအနိုင်ရထားတာဆိုတော့ Brandpool ကလက်ရှိတရားဒီပရီးမီးယားလိရှစ်ပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင်ထားတယ် တပွဲတည်းကြာပြီးတော့သူတို့၄ပွဲအထိရှုံနေထားပါတယ်။အဲ့ဒီနေရာမှာတိုက်စစ်က၁၁ကိုရပြီးတော့ခန်းစစ်က၁၂ကိုကျွန်တော်ပြန်ပြီးထားရတယ်။တခုရှိတာကဒီယာဒီပေါ့နော်။နီးပြားဖြစ်တဲ့ Kate Andrew နဲ့တီယာဂိုတို့ရဲ့ဒီ Equal တီယာဂိုတို့ကတော်တော်လေးကိုအလုပ်ဖြစ်နေတာ။သူတို့ပြင်ဟိုဘရန်ဖူးအလိုအသင်းမျိုးကိုဒီလိုမျိုးတည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်ပြနိုင်မှုကမလွယ်ကူဘူးပေါ့နော်။ကျွန်တော်တို့အမြဲတမ်းရှင်းလုပ်ကြသလိုပဲဘရန်ဖူးကအဓိကကစားမတွေကိုလက်လွတ်ထားရတယ်။ အနီးပြားဖြစ်သူတိုမတ်ဖရန့်ကိုပါလက်လွတ်ထားရတဲ့အခြေအနေမျိုးမှာဒီလိုမျိုးပြန်ပြီးတော့ဗောနော်အအဆင်ပြေအောင်ဟိုလုံးဝပြူလဲသွားတာမျိုးမဟုတ်ခင်ねအတိုင်းတာတစ်ခုထိကျွန်တော် stable ဖြစ်အောင်ပြန်လုပ်ပြဖို့ဆိုတာမျိုးကမလွယ်ပါဘူးအဲ့ဒီတည်းမှာနီးပြားဖြစ်တဲ့ Kate Andrew ကတကယ်အဆင်ပြေအောင်လှုပ်ထားပြီးတော့ပြိုင်ဘက်ဒီဘလူးကစားသလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့သူ့အနေနဲ့ချင်းကဲမှုပုံစံကြီးပြောင်းလဲနိုင်စွမ်းသူ့မှာရှိတယ် ဆိုတော့လက်ရှိအထူးသဖြင့်လေဘာဦးလိုအသင်းမျိုးနဲ့ကစားမယ့်ပွဲဆိုရင်ဗျသူတို့အနေနဲ့5 3 2တွေဘာတွေနဲ့ကျွန်တော်တို့ပွဲထွက်လာပြီးတော့လေဘာဦးအသင်းရဲ့ဒီဘယ်လိုပြောမလဲဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ဖိအားပေးကစားနေတဲ့အချိန်လျှည့်ရက်ပြတ်ဘောလုံးပြက်လို့ရလာမယ်ပေါ့နော်ကျွန်တော်ဒီ space တွေကိုအသုံးချဖို့အတွက်ကိတ်အန်ဒရူးကကျွန်တော်လှုပ်လာမှာပဲဆိုတော့အဲ့ဒါတွေကတော်တော်လေးကိုထိရောက်မှုတွေကျွန်တော်ရှိပါတယ်ဒါကြောင့်ဒီပြပေးတဲ့ Kate Andrew, Quinlan Guy, Jordan Henderson နဲ့ပေါ့နော်။ Tyson က Igor Tiaguru ရဲ့အတွဲဖက်တီဟာတတော်ကိုညီတဲ့နေရာမှာပါတယ်။ ဟိုဘယ်လိုရောက်မလဲဟို၄နှစ်၃နှစ်နဲ့လည်းသူတို့ဒီကပြောင်းလဲကစားနိုင်ဆိုရှိတယ်ပြီးလို့ရှိရင်532တွေပုံစံမျိုးတွေနဲ့တွားပြီးတော့အဓိကဂျော်ဒန်ဟန်နဆန်ရဲ့လောင်းဘောတွေပြီးတာနဲ့ခေလာပါစတီနဲ့တဆင်ပေါ့နော်ဟိုပြေးမယ်လွှားမယ်ဆိုတဲ့နော်ကယ်ဗင်ရှာတွေတို့ပြီးလို့ရှိရင်ကျွန်တော်တိုက်စစ်ကအီဂိုတီယာဂိုတို့ဒီကစားမနှစ်ယောက်ကိုအတုံးချရင်လည်းတံပြန်တိုက်စစ်တွေနဲ့ကျွန်တော်တွားမှာဒါကြောင့်လေပါဦးသိနေနေပေါ့နော်ဒီလိုမျိုးဗရန်ဘိုကွင်းမှာသွားကစားရမှာလေဖြစ်တဲ့အတွက်မလွယ်ကူဘူးလို့ကျွန်တော်ယူဆတာအတူတူလည်းပဲလီဗာပူးဘက်ကကျွန်တော်ကြည့်ရရင် လီဗာပူးကလက်ရှိပရီးမီးယားလိမှာလက်ခံနိုင်မှုခရင်နဲ့အခြေအနေမျိုးတွေဒီကြုံရတဲ့ရလက်တွေသူတို့ယူထားတယ်။ Crystal Palace ကိုရှုံးတယ်၊ Chelsea ကိုရှုံးတယ်၊ Manchester United ကိုအိမ်ကွင်းမှာကျွန်တော်ရှုံးတယ်။ဆိုတော့အဲ့ဒီတော့ဟိုသူတို့အနေနဲ့ပေါ့နော်ရလက်ကောင်းနေပြန်ပြီးတော့ယူပြနိုင်ဖို့ကျွန်တော်လိုပါပြီ။လီဗာပူးအသင်းအနေနဲ့ဟို data တွေကိုလည်းသူတို့က Champions League မှာပြောင်းလဲထားတယ်ချန်ပီယံစ်လိမှာဆိုလို့ရှိရင်ဖရန့်ဖတ်ကိုဥဆိုဥဆောင်ကိုပြီးခဲ့ရတယ်ဆိုပေမဲ့၅ခုတိပြင်သွင်းတယ်5ဝင်းနဲ့သူတို့9နဲ့ ဒီနောက်မှာကျွန်တော်အနေနဲ့ရှူကိုအဂတီဂီတို့ခြေစွမ်းပြရတယ် Florian VS တို့အရင်ကောင်းတဲ့ performance တွေမြင်ရတယ်။နောက်ပြီးလို့ရှိရင် Isak ကတော့ဒဏ်ရာရသွားပြီဆိုတော့ဒါကောင်းတဲ့တစ်ချက်တော့မဟုတ်ပါဘူး။ကစားမားတွေဒဏ်ရာရတာကသို့တော်လည်းပဲ Liverpool ဘက်ကကျွန်တော်တွေးကြည့်ရင်မိပြဘက်ကကျွန်တော်တွေးကြည့်ရင်ခေါင်းရှုပ်ရမယ့်အရာတစ်ခုကညော့သွားတယ်။ဘာလို့လဲဆိုတော့ Isak မကစားနိုင်တော့ဘူးဆိုတော့ကျွန်တော်တည်ကြတာတစ်ခုကနံပါတ်10တို့မှာ Florian VS ကျွန်တော်ရှိမယ်။ Left wing မှာကျွန်တော်အနေနဲ့ပေါ့နော်။ Kuri Kapoor ရှိမယ်။တိုက်စင်မှာရှိ고 Atletico နဲ့ right wing မှာမိုဟာမက်ဆာလာဆိုပြီးတော့ကျွန်တော်ထည့်လို့ရတယ်เนาะဆာလာကိုလည်းကျွန်တော်အနေနဲ့ front foot နဲ့ပွဲမှာအနာပေးခဲ့တာမျိုးတွေကျွန်တော်ရှိပြီးတော့ဒုတိယပိုင်းမှာထည့်တာမျိုးတွေကျွန်တော်ရှိရဲအဲ့ဒီနောက်ပိုင်းမှာ Liverpool ကပြဿနာတွေတက်ရတာဒီ social media မှာပေါ့เนาะမိုဟာမက်ဆာလာအနေနဲ့ပြဿနာတွေကျွန်တော်တို့တက်နေရတယ်ဆိုတော့ဒါတွေကိုဒီပွဲမှာပွဲထွက်လူစင်ပြန်ပေးနေဖြစ်ရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်နေပါတော့ဆိုတော့ Isaac ကဘယ်လောက်နားမလဲဘာလဲတော့ကျွန်တော်အနေနဲ့အခုချိန်ကြီးမသိရသေးဘူးဒါပေမဲ့တည်ကြတာတစ်ခုကတော့ ဟိုအလုပ်ဖြစ်နေတဲ့ကစားသမားတွေကိုအာနီစလော့ကခြံခဲ့တာမျိုးတွေလုပ်လို့မရဘူး။ဥပမာ Florian Piers ဆိုလို့ရှိရင်တို့တော်တော်များများက assist တွေ numbers တွေပေါ့နော်ဂိုးတွေမရှိလို့ပြောကြပြီးမဲ့တကယ်တကယ် Florian Piers ကစားတဲ့အခါမှာဒီကစားမရဲ့ action တွေဒီကစားမရဲ့ပေါ့နော်ကျွန်တော်တို့က pass intention တွေတော့ပြည့်စုံ line breaking pass တွေပဲဖြစ်ဖြစ် chain create လုပ်ဖို့ကြိုးပမ်းတာမျိုးတွေပဲကျွန်တော်ဖြစ်ဖြစ်အများကြီးမြင်တွေ့ရတယ်။ဆိုတော့အဲ့တော့ flow route ကိုကျွန်တော်ပွဲထွက်လူစင်မှာအပြည့်ဝထပ်ပြီးတော့ကျွန်တော်သုံးပါရမယ်။နောက်တစ်ခုက ဤဆက်မပါနိုင်တဲ့အတွက်ပေါ့နော်ဆာလာကိုပွဲထုတ်လာဖို့ရှိတယ်ဆာလာကိုနှစ်ပွဲစတိုက် bench မှာပို့တာမျိုးတွေပေါ့နော်ကျွန်တော်ကတော့မြင်ရလိမ့်မယ်လို့တော့ကျွန်တော်မယူဆဘူးအဲနိပြအနေနဲ့လည်းဟိုအခုရဲ့အကောင်းဆုံးကစားမားတွေကတက်ရောက်ပါတော့အခုလက်ရှိဒီယာဒီမှာထင်တယ်လို့ဖြစ်မနေပြီမဲ့နှစ်ပွဲစတဲ့ရန်ကုန်ပို့တာမျိုးတွေတော့လုံးတင်နေလို့ကျွန်တော်မထင်ဘူးပါတော့အီဆက်တို့ဘာလို့မပါနေတဲ့အနေအထားမျိုးမှာ right wing မှာတော့ Salah ကိုထည့်ပြီးတော့၃ဦးသိနေလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လည်း Salah ကိုပြန်ကြည့်တော့လည်းသူက Premier League မှာစွမ်းဆောင်ရင်းခွန်ကြီးပြနိုင်ခြင်းရှိမနေဘူးဆိုတော့ပရိသတ်တွေရဲ့ဘက်ကလည်းမထည့်လည်းဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ဖြစ်နေတာ။နောက်တန်းလည်းရေးကြည့်ပါလေဒီပွဲမှာနောက်တန်းကအရင်စကားပြောမှာ။ဘာလို့လဲဆိုတော့ Liverpool ကတစ်ချိန်လုံးဖိကစားမှာပါ။တစ်ချိန်လုံးဖိကစားပြီးတော့ဟိုကွင်းတဝက်လောက်ထိဘူးပေါ့နော်ကျွန်တော်ဘောလုံးပိုင်ဆိုင်မှုတွေဘာတွေအသာစီးယူနော် Brandbook ကိုသူတို့ EDR တွေကိုတက်နေတဲ့မြတ်တွန်းဖို့ပို့ရင်းနဲ့သူတို့ကသွားမှာ။ ဒါပေမဲ့အဲ့လိုတွေကရုတ်တရက်ဘောလုံးပြတ်သွားပြီးရှိတော့ဂျော်နန်ဟန်နန်ဆန်ဆိုကရောက်တည်ဖို့ဆိုတာနဲ့ဟန်နန်ဆန်ကလောင်းဘောနဲ့ကျွန်တော်အီကိုတီယာဆိုဒီတီယာကိုစီကိုလှမ်းပစ်ပေးပြီးတော့လူကျွန်ထောင်ချောင်းတွေဘာတွေကိုဖျက်ဒါမှမဟုတ်ဆန်နဘက်တီနဲ့ပြိုင်ပြင်းရင်းနဲ့ဘောနဲ့ကျွန်တော်ကအသာကြီးယူပြီးတော့ဂိုးသွင်းသွားတာမျိုးတွေလီဗာပူးရှောင်နိုင်ဖို့ကျွန်တော်လိုတယ်ဆိုတော့ဗန်တိုက်တို့ဘောနော်ကိုနာတီတို့ကစားမားတွေအနေနဲ့ဒီပွဲဟာအများကြီးသူတို့အတွက်ဒုက္ခရောက်မလာနိုင်ပါဘူးသူတို့တော့ဒုက္ခရောက်ပြီဆိုရင်လည်းသူတို့တော့တော်တော်ကြီးကိုကြီးကြီးမားမားကြီးဖြစ်လာနိုင်မယ်ဆိုတော့ဒါတွေကိုသတိထားဖို့ကျွန်တော်လိုတယ် အဲ့ဒါမျိုးလို့လီဗာပူးအနေနဲ့ပေါ့နော်ပရီးမီးယားလိမှနိုင်ပွဲတွေပြန်ယူဖို့လိုပါပြီဆိုတော့ဒီပွဲမှာကိုပြတ်နိုင်ပွဲတွေပါလေလီဗာပူးစီကထပ်ပြီးတော့မြင်အောင်မလားဒီကလိုဘယ်လိုမြင်ရလဲပရီးမီးယားလိမှလီဗာပူးနိုင်ပွဲပြန်ပြီးတော့ယူပြနိုင်တော့မလို့ထင်냐ဆွေးနွေးရပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်